ချင်းတဲ့ပွဲတက်ချုပ်ပုံလေးတွေနဲ့မိတ်ဆက်ပေးသွားမယ်เนาะဒီထဲအားလုံးဆိုလို့ရှိရင် USC ကိုပို့ပေးရမယ်ကချင်းတဲ့ပွဲတက်အထည်လေးတွေပါဒါလေးဆိုလို့ရှိရင်အဲဆိုင်းလူရောင်လေးကိုမှတပတ်ပါအုပ်ကလေးအဲ့ဒါလေးကိုကြတော့အင်ဂျီလေးကိုဒီလိုပုံစံမျိုးလေးချုပ်ပေးထားတယ်အုံခွက်တွေလည်းထည့်ပေးထားတယ်ချုပ်ယူပြောက်ချုပ်ပေးထားတယ်ပေါ့เนาะဒီခါနာလေးမှာဆိုလို့ရှိရင်လည်းတွယ်ဝအောင်သူ့ကို dropping ထည့်ပေးထားတယ်ပေါ့เนาะဒီဟာလေးဆိုပိတ် dropping လေးနဲ့ပုံပြီးတော့ဖန်တီးပြီးချုပ်ပေးထားတယ် ြီးရင်နောက်တစ်ထည်ကကြတော့ထပိန်အစင်ကာလာလေးကဒါကတော့အဲကချင်ထဲရွှေဝါရောင်လေးနဲ့ဖောက်ထားပါတော့အဲ့ဒါကိုအင်ဂျီယာနှစ်ထည်ရတယ်နှစ်ထည်ရမှာဆိုလို့ရှိရင်ပထမတစ်ထည်ကဒီလိုပုံစံဒီဇိုင်းမျိုးလေးချုပ်ပေးထားတယ်နောက်ထပ်တစ်ထည်ဆိုလို့ရှိရင်သူကိုအပေါ်မှာဆိုလို့ရှိရင်ကချင်ပိုးပြောင်လေးနဲ့အောက်ကအမိတ်ကလေးနဲ့ကိုဆက်ပြီးတော့အလားဆင်ပြီးတော့ချုပ်ပေးထားတယ်ပြီးတော့ဟမ်မိတ်တစ္ဆမီကြိုးလေးပေါ့နော်ပြန်တွယ်ပြီးတော့သူ့ကိုအပေါ်မှာဆိုလို့ရှိရင်စီကွန့်လေးခရစ်စတယ်လေးနဲ့လုံးဝလှနေအောင် ချုပ်ပေးထားတယ်ပေါ့နော်ဒါမျိုးလေးပွဲတက်တစုံပါတယ်ပေါ့နော် UNDR လေးကတော့ကချင်ရောင်လေးကိုမှကာလာဆက်လေးနဲ့သူ့ဘူစိန်ရောင်လေးပေါ့နော်အဲ့ဒါလေးကိုဒီလိုပုံစံမျိုးလေးတစ်ထည့်ချုပ်ပေးထားတယ်ဒါလေးကတော့တအားပေါက်တဲ့ဒီဇိုင်းလေးပေါ့နော်ညီချုပ်ထားရတယ်မှာတအားပေါက်တဲ့ဒီဇိုင်းလေးဒါမျိုးလေးတစ်ထည့်ဒါလေးကကြောင်လေးနဲ့အမိတ်လေးနဲ့ဆက်ထားတယ်ပြီးွားရင်နောက်တစ်ထည့်ဆိုလို့ရှိရင်လည်းအဲဒီဟာပုံစံလေးကဆန်းဆန်းလေးဝေ့ရမှာပေါ့နော်ဒါဒါလေးဆိုလို့ရှိရင်လည်းနှစ်ထပ်ချုပ်ထားတယ်ဘရာထည့်လေးပေါ့နော်ဝတ်တက်ထည့်လေးပဲ ဆံလေးတစ်ချက်ပါလို့ရယ်နော်ထဲကကြတော့ဒီဆံလေးနော်အနီရောင်လေးနဲ့ဆက်ထားရပါတော့ကချင်တဲ့အမဲလေးနဲ့ဆက်ထားတော့မှဒါသုံးထဲအောင်ရတယ်ဒီဆံလေးဆိုလို့ရှိရင်ဒါပြောင်လေးနဲ့တွဲဝတ်လို့ရအောင်သူချုပ်ပေးထားရပါတော့အဲ့ဒါလေးကိုမှညီနားမှာဆိုလို့ရှိရင်လည်းအဲလေဘင်းနားမှာလေထောင်ပုံစံဒီဇိုင်းလေးပေါ့เนาะအဲ့ဒါလေးကိုမစီကွန့်လေးနဲ့အဲဂျိုးပြီးဆွဲဂျိုးပုံစံဒီဇိုင်းမျိုးလေးပြန်ပြီးတော့ပေါ်ပြီးတော့ချုပ်ပေးထားရပါတော့ဒါမျိုးလေးတစ်ထည့်ပါမယ် ြီးရင်နောက်တစ်ထည့်အားကြတော့ဒီမှန်စာအမဲလေးနဲ့ထည့်ပြီးချုပ်ပေးထားတယ်။ပြီးရင်ဟမ်းမိတ်ပန်းပွင့်လေးတွေမှာသူ့ရဲ့ဝစ်ဆန်လေးတွေနဲ့တွဲလောင်းလေးချပြီးတော့ sequence လေးထိုးပေးထားတယ်ပေါ့နော်။ဒါကတော့အမိတ်အပြည့်သုံးပေးထားတယ်။နောက်ချမ်းတွေလည်းအမိတ်သုံးပေးထားတယ်ပေါ့နော်။ဒီလိုမျိုးလေး design တစ်မျိုးတစ်ထည့်ပါမယ်။ပြီးရင်နောက်ထပ်ပချင်တဲ့ပိတ်စလေးကနည်းနည်းလေးပုံနေသေးတယ်ဆိုတဲ့အခါကျတော့သူကဒီလိုပုံစံဒီဇိုင်းမျိုးလေးချုပ်ပေးထားရပါတော့။ပြင်သစ်စာလေးနဲ့တွဲဆက်ပြီးတော့ချုပ်ပေးထားရတယ်။နောက်ချမ်းလေးကတော့ဒီလိုမျိုးလေးပေါ့နော်။အဲအပွက်တက်တယ်လေးချုပ်ပေးထားရတယ်။ သူကခန္ဓာကိုယ်က site သေးတယ် site site ကြီးရယ်ပါတယ်ပေါ့နော်အာလုံးပေါင်း site တွေဆိုလို့ site လေးနဲ့ချုပ်ခိုင်းတာဆိုတော့ဒါကတော့သူ့ရဲ့ထပိန်အစဉ်လေးနောက်တစ်ထည့်ကကြတော့အဲ့ဒါပေါ်မှာအင်ဂျီလေးဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးချုပ်ပေးထားတယ်ပေါ့နော် concept ပုံစံ design မျိုးလေးတစ်ထည့်ပါမယ်ပြီးရင်နောက်တစ်ထည့်ကကြတော့သူ sequencer လေးနဲ့ပြန်ပြီးတော့တုံးပြီးတော့အလှဆင်ပြီးတော့ချုပ်ပေးထားတယ်ဒါလေးလည်းအရန်လှတယ်နော်သူ့ရဲ့ sequencer လေးနဲ့လုံးဝထပိန် color လေးနဲ့အလုံးဝ match ဖြစ်သွားတာပေါ့နော်အဲ့လိုပုံစံ design မျိုးလေးဖြစ်ထားတယ် ပြီးရင်အုတ်ချိုးရောင်လေးနော်အုတ်ချိုးရောင်လေးဒါလေးလည်းသုံးထည့်ရတယ်ဒီထည့်လေးဆိုလို့ရှိရင်လည်းအင်ကြီးလေးကကြတော့သူကဒါကကြတော့ရိုးရိုးရှင်းရှင်းလေးကိုမှဖဲပြားလေးတွေကိုပဲအမိတ်ကလေးတွေနဲ့ပေါ့နော်ပေါ်ပြီးတော့ sequence လေးပတ်ပြီးတော့ထည့်မြုပ်ပြီးချုပ်ပေးထားတယ်ပေါ့နော်အလယ်မှာတော့မှန်စာအပားလေးပါတယ်ပေါ့နော်ပြီးရင်နောက်တစ်ထည့်ကကြတော့အမိတ်တွေလုံးဝမပါတော့ဘဲနဲ့ပြောင်လေးနဲ့ပဲသူ့ကို sequence လေးထိုးပြီးတော့လာဆင်ပြီးတော့ချုပ်ပေးထားပါတယ်ပြီးရင်ဒီတစ်ထည့်ကကြတော့နည်းနည်းလေး တော့ခါခါခါပုံစံဒီဇိုင်းမျိုးလေးပေါ့နော်ဒါလေးဝေးလိုက်တဲ့ခါကြလို့ရှင်သူကသူက off shoulder ပုံစံဒီဇိုင်းမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဝေးရတဲ့ပုံစံဒီဇိုင်းမျိုးလေးချုပ်ယူထားတယ်ဒီထည်ရအားလုံးဆိုလို့ရှင်ဒီ US စီကိုပို့ပေးရမယ် customer အမှားရဲ့အထက်ပါကြည့်ရှုပြရကြောင်းစံကိုကျေးဇူးတင်ပါတယ်